်မင်္ဂလာပါရှင်ဗမာခေတ်တည်တင်ဌာနရင်ထိတ်တန့်တင်များကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တင်ကတော့ဒီမိုကရေစီကိုစနစ်တကျဖျက်ဆီးခဲ့ကြပုံနိုင်ငံတော်တိုင်ပင်ကန်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုတွင်အုပ်ချုပ်ရေးပိုင်းတွင်သာဒီမိုကရေစီဖားတစ်ပိုင်းငါးတစ်ပိုင်းရရှိနေတော်လဲလူလူအဖို့ကလွတ်လပ်ပျော်ရွှင်စွာနေခွင့်ရခဲ့သည်ရောင်းဝယ်ဖောက်ကားခွင့်ရခဲ့ကြသည်ထိုရေးကိုမြည်သူမြ မရှုစိတ်နိုင်ပေ၎င်းတို့သာနိုင်ငံကိုအုပ်ချုပ်ပိုင်권ရှိသည်ဆိုကာ KSSS ခံယူထားကြသောဒေါ်စိတ်အေးကျောင်းစင်းဘုံချုပ်များကနိုင်ငံတကာအတွက်ရေစရာကောင်းလာသည့်အကြောင်းပြချက်ဖြင့်လူလူအနေထားသောအာဏာကိုအကြံဖက်လူယူခဲ့ကြသည်ထို့သောဘိုနီမြဲချားနေမြဲဆက်လက်ထိန်းသိမ်းထားဖို့တော့မရည်ရွယ်ပေအညွတ်တလူလူထွက်လာနေပြီဖြစ်သောဒီမိုကရေစီအဆောက်အုံကြီးကိုအပိသက်ဖြိုလဲနိုင်ရန်တဆင်ပြီးတဆင့်အစီအမံလာခဲ့သည် ထို့သို့ဖြည့်ဆည်းခဲ့ကြပုံများကိုအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနမှနိုင်ငံတကာမှအမှတ်ရစေရန်ခုနှစ်တက္ကသိုလ်ရုပ်ပုံကားချက်များနှင့်ယခုလိုစနစ်တကျရှင်းပြထားခဲ့သည်ဖေဖော်ဝါရီ၁ရက်2021နိုင်ငံတော်အာဏာကိုအကြမ်းဖက်သိမ်းယူခေါင်းဆောင်များကိုဖမ်းဆီးမဲမတမမှုများရှိသည့်ဆိုကရွေးကောက်ပွဲကော်မရှင်ကိုထိန်းချုပ်ဖေဖော်ဝါရီ2023နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပြဋ္ဌာန်း၍အဖွဲ့ဝင်ဖြစ်မှု ရှာပုံဝေထားရှိမှုများကန့်တက်လာပြီးပြစ်မှုကျူးလွန်သော ပါတီဝင်များအားတားမြစ်ခြင်းနှင့်အကြိုက်ခံလုပ်မှုများကိုဖေးဖယ်ထုတ်လာခဲ့သည်။အစိုးရအဖွဲ့ဝင်ဝင်ကြီးများလွှတ်တော်ကိုယ်စားလှယ်များရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များစုစုပေါင်း154ဦးကိုဖမ်းဆီးခဲ့သည်။မလ28 2023အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါဝင်နိုင်ငံရေးပါတီ40အားဥပဒေသင်းတဲ့အညီလှုပ်ဆောင်ခြင်းမရှိသောကဖျက်သိမ်းပစ်ခဲ့သည်2023ရွေးကောက်ပွဲစနစ်ပြန်လည်တမန် ရခင်ကျင်သုံးနေသောမဲအများစုရရှိသူအရွေးချယ်ခံသည့်စနစ်မှာရရှိသည့်မဲအချို့ကြဖြင့်ရွေးချယ်ရေးစနစ်တွတ်သွင်းလာခဲ့သည်မဲဆန္ဒနေမည်များအားလည်းစေအုပ်စုသဘောကျပါတီအတရာရေးအတွက် ပြန်လည်ရေးဆွဲတက်မှတ်လာခဲ့သည်2023-2024ကိုယ်စားလှယ်များအားဘေးဖယ်ထုတ်လာခြင်းကိုယ်စားလှယ်များနှင့်ပါတီများအားတော်လှန်ရေးအဖွဲ့များနှင့်ဆက်သွယ်သည့်ဆိုကဖေရှားပြစ်နိုင်ရေးအတွက်အကြံဖတ်သမားများဟုအမိတက်ခေါ်ဝေါ်လာခဲ့သည်ဖေဖော်ဝါရီတရက်2024 ရွေးကော်ဥက္ကဋ္ဌအောင်စစ်ဘက်အစိမ့်မြင့်အရာရှိဟောင်းတဦးနှင့်အစားထိုးကတင်းကျပ်စွာထိန်းချုပ်လာခဲ့သည်ဒီဇင်ဘာ9 2024ရွေးကော်မှနိုင်ငံရေးပါတီများနှင့်တွဲဆုံပြီးရွေးကော်ပွဲကို၎င်းတို့ထိန်းချုပ်ထားသည်ဆိုသောမဲဆန္ဒနှင့်မြေ168 58ရာခိုင်နှုန်းတွင်သာပြုလုပ်နိုင်မည်ဟုအတည်ပြုလာခဲ့သည်ဒီဇင်ဘာ2024စစ်တပ်လိုလာသောပါတီများအားရွေးကောက်ပွဲကာလအတွင်းလုံခြုံရေးအတွက်လက်နက်ကင်ဆောင်ခွင့်မှတ်ပုံတင်ရန်ခွင့်ပြုလာခဲ့သည် မင်းဆန္ဒရှင်များအဖို့ချင်းချောက်အနိုင်ကျင့်ခံရမည့်အနေအများမြင့်တက်လာနေသည်2020ခုဆေးအုပ်စုမှမင်းဆန္ဒနေမည်ဒါစင်ပေါင်းများစွာတွင်လုံခြုံရေးအကြောင်းပြချက်ဖြင့်ရွေးကောက်ပွဲမလုပ်နိုင်ဟုကြေညာလာခဲ့သည်ဇန်နဝါရီ1 2020ဆေးအုပ်စုမှစိုက်ပါလုံခြုံရေးဥပဒေဆိုသည့်ကိုပြဋ္ဌာန်းလာခဲ့သည်ရှင်သည်ဒီဂျစ်တယ်ရဝန်းအားတင်းတင်းကြပ်ကြပ်ထိန်ချုပ်ရန်နှင့်၎င်းတို့နှင့်အမြင်မတူသူများကိုဖိနှိပ်ရန်အတွက်သာဖြစ်သည်ဟုဝေဖန်သူများကထောက်ပြလာကြသည်တရားမဝင် VPN အသုံးပြုခြင်းကိုတားမြစ်ခဲ့သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့တရင်မြသိရှိနိုင်ခွင့်ကိုပိတ်ပင်လိုက်ခြင်းဖြစ်သည်ဇူလိုင်29 2025အထွေထွေရွေးကောက်ပွဲအားနှောက်ယှက်ဟန်တာဖြည့်ဆည်းခြင်းမှကာကွယ်သည့်ဥပဒေကိုထုတ်ပြန်လာခဲ့သည်ဇူလိုင်30 2025ဆေးအုပ်စုသည်ရခိုင်နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီမှနိုင်ငံတော်လုံခြုံရေးနှင့်ငြိမ်းချမ်းရေးကော်မရှင်အဖြစ်အမည်ပြောင်းလဲခဲ့သည်။ပြည်ပမှ၎င်းတို့အားလက်ခံလာစေရန်ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ဩဂုတ်16 2025ရွေးကောက်ပွဲအား2025ဒီဇင်ဘာ28ရက်တွင်ပြုလုပ်မည်ဟုကြေညာခဲ့သည်။ မဲယုံများတွင်လက်နက်ကင်အဆောင်များချထားမိလေဖြစ်သည်ဟုတင်ပြထားသည်ယခုအချိန်ထိရွှေကောက်ပွဲအားနှောက်ယှက်သည်ဆိုကကလေးငယ်လေးဦးအပါအဝင်လူပေါင်း64ဦးအားဖမ်းဆီးထားပြီးဖြစ်သည်အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသူများနှင့်အကျဉ်းသားများအားလည်းမဲထည့်ခိုင်းရန်အတင်းအကျပ်စီမံနေသည်ဟုလူ့အခွင့်အရေးအဖွဲ့များကဆိုသည်၎င်းတို့ရွှေကောက်ပွဲအားလွတ်လပ်ပြီးတရားမျှတမှုရှိလိမ့်မည်ဟုမိသူများယုံကြည်ကြမည်မဟုတ်ဟုကုလသမဂ္ဂအတွင်ရေးမှူးချုပ်အန်တိုနီကူတာရက်စ်ကပြက်ပြက်သားသားပင်ပြောဆိုခဲ့ပြီးလည်းဖြစ်သည် ၎င်းတို့၏တရားမဝင်ရွေးကောက်ပွဲသည်မြန်မာနိုင်ငံကိုအကြမ်းဖက်မှုဖိနှိပ်မှုနှင့်အာဏာရှင်အုပ်ချုပ်မှုဘက်သို့နှက်ဆိုင်စွာသက်ဆင်းသွားစေရန်သာအားပေးလိမ့်မည်ဟုလူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch ကမှတ်ချက်ချခဲ့သည်နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မာအောင်သည်ဩစတြေးလျနိုင်ငံသားရေးဝန်ကြီး Mrs. Pinny Wong နှင့် Kim Farah ရှိရုံးခန်းတွင်နိုဝင်ဘာ18ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့သည်ဟု NUG ကသတင်းထုတ်ပြန်ခဲ့သည်ဆေအိုစုပြောခွင့်ရပုဂ္ဂိုလ်ဇော်မင်းထွန်းကထိုနိုင်ငံအနေဖြင့်အမေရိကန်ကိုကြီးရွယ်ခြင်းဖြစ်သည့် အွန်လိုင်းငွေလိမ်ကိုင်းများကိုချိန်မုံရန်တိုက်ခိုက်ရေးအဖွဲ့ဖွဲ့စည်းလာခြင်းသည်တကယ်တမ်းဖုံးကွက်ထားသောအစီအမံများရှိမည်ဟုလူထုကိုအားပေးစကားပြောဆိုသွားခဲ့ပြန်သည်။ရှန်နေတွင်အမေရိကန်အောက်လွှတ်တော်မှမြန်မာအရေးကျွမ်းကျင်သူပညာရှင်များကိုဖိတ်ခေါ်၍မဆုံနိုင်သောမြန်မာချက်တဲများနှင့်အမေရိကန်ဤကန့်သက်ထားသောရွေးချယ်ပိုင်ခွင့်များခေါင်းစဉ်ဖြင့်ကြားနာစစ်ဆေးပွဲပြုလုပ်ခဲ့သည်ဟုသိရ၍စော်မင်းထွန်းဤစကားများမှန်နေမလားဟုပင်အတွေးပေါက်မိသည်။ပြည်သူတို့ဤတရားသောစစ်မုတ်ချအောင်ရမည်။ စစ်ကောင်စီတပ်နဲ့ BGF ကောင်းဆောင်ပိုင်းတွေတွေ့ဆုံပြီးမယ်မပြေလည်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကြားဖြန့်အရေးနဲ့ပတ်သက်ပြီးမြောက်ဝတီမြို့မှာနိုဝင်ဘာလ18ရက်ကစစ်ကောင်စီတပ်နဲ့ကရင်နယ်ခြားစောင့်တပ် BGF ကောင်းဆောင်ပိုင်းတွေတွေ့ဆုံဆွေးနွေးရမှာအစမပြေဖြစ်ခဲ့တယ်လို့ BGF နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်ထံကသိရပါတယ်။စစ်ကောင်စီတပ်ဘက်ကတာဝန်ရှိသူတွေနဲ့ BGF ကောင်းဆောင်စောချစ်သူစောမို့သူတို့ကရောက်ပြီးမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြတာပါ ရွှေကုတ်ကိုမြို့တက်တဲ့ဝင်ရောက်စစ်ဆေးတာနဲ့ပတ်သက်ပြီးမြို့ကိုထိန်းချုပ်ထားတဲ့ PGF ကောင်းဆောင်စောချစ်သူကမကျင်မနက်ဖြစ်နေတယ်လို့ BGF နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တအုပ်ကပြောပါရယ်။အဲဒီနောက်မနေ့နိုဝင်ဘာ18ရက်ကရွှေကုတ်ကိုစီးနင်းမှုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ BGF ဘက်ကပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနိုင်မောင်စောနဲ့စောချစ်သူတို့ရဲ့တားငယ်စောချစ်ချစ်သားတို့တောက်ဦးဆောင်ပါဝင်တာတွေ့ရပါရယ်။မနေ့ကစီးနင်းမှုကတော့ရွှေကုတ်ကိုမြို့ရဲကကြာဖြတ်လုဆောင်နေတဲ့လုပ်ငန်းခွင်တချို့ကိုအယောင်ပြစစ်ဆေးတာလို့ဝေဖန်ခံရပါတယ်။ ကြားဖြတ်လုပ်ငန်းသုံးကွန်ပျူတာတွေဖုန်းတွေနဲ့အတူတရုတ်နိုင်ငံသားအများစုပါဝင်တဲ့နိုင်ငံသားတွေကိုဖမ်းဆီးရမိတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ရဲ့နိုဝင်ဘာ16ရက်နေ့ထုတ်ပြန်ထားချက်အရရွှေကုတ်ကွန်ပျူတာတွေဝင်ရောက်စစ်ဆေးမှုအတွင်းအွန်လိုင်းလောင်ကစားမှုမှာအသုံးပြုနေတဲ့ဖုန်းအလုံးကြီးတပေါင်းနီးပေါင်းဆက်ဆက်ပစ္စည်းတွေနဲ့အတူနိုင်ငံသားအယောက်346ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဖော်ပြပါတယ်။စစ်တပ်နဲ့ BGF တို့ရဲ့ပူးပေါင်းစစ်ဆေးမှုတွေဟာဟန်ပြလောက်တာဖြစ်ပြီးရွှေကုတ်ကုံမျိုးတွေကတချို့ကြားဖြတ်တရုတ်စိုက်ထဲမှာတော့ အလုတ်သမားတွေကိုအပြင်ထွက်ခွင့်မပြုဘူးလို့တရင်ကြီးမြစ်တချို့ကပြောပါတယ် BGF ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနိုင်မောင်စောရဲ့ပြောဆိုချက်အရရွှေကုတ်ကိုတဝိုက်မှာကြားဖြန့်လုပ်သားအင်အား2000ဝန်းကျင်ရှိနေတယ်လို့သိရပါတယ်။ကြားဖြန့်ကိုလည်းဒီတစ်ခေါက်မှာအပြည့်ရှင်းမဲ့လို့စီးနှင်းမှုမတိုင်ခင်တရက်မှာဗိုလ်မှူးကြီးနိုင်မောင်စောကကြွေးကြော်ထားပါတယ်။ဒါပေမဲ့ကရင်နယ်ချောင်းဆောင်တန်း BGF အမှတ်1စစ်ဒေသဌာနချုပ်ဖြစ်တဲ့ မြောက်ဝတီမြို့နယ်မြောက်ဖက်ပိုင်းကတိတ်ကတိစံပြကြီးပါတဲ့ကိုကြားဖြတ်လုပ်နေတဲ့ KK ဘက်ကတရုတ်တထေးတွေကို BGF ကခေါ်ဆောင်ထားတယ်လို့ကရင်သတင်းရှင်းမြစ်ကပြောပါတယ်။ BGF အမှတ်နှစ်စစ်ဒေသမှုဘုံမူးကျုပ်စောတင်ဝင်ထိန်းထုတ်တဲ့တိတ်ကတိစံပြကြီးပါတဲ့မှာအစာဦးအသေးတချို့တဝက်တိဆောက် PCB ဖြစ်ပြီးလိုအပ်တဲ့ဆောက်လုပ်ရေးပစ္စည်းတွေကိုရွှေကုတ်ကိုမြို့ကနေတက်နယ်နှစ်စစိပ်ပါတဲ့ရင်းတွေနဲ့တယူပို့ဆောင်လာတယ်လို့ကရင်သတင်းရှင်းမြစ်ကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကစတင်ပြီး BGF ဖုံမှုချုပ်စောတင်ဝင် ထိန်းချုပ်နေနေတဲ့က KK ဘက်ကိုစစ်ကောင်စီတပ်ကမိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။ KK ဘက်ကိုဝင်ရောက်ဖျက်ဆီးတာနဲ့ပတ်သက်ပြီးဗိုလ်မှူးချုပ်စောတင်ဝင်းကမတက်တာလို့သာခွင့်ပြုပေးခဲ့ရတာဖြစ်ပြီးစစ်တရက်လုတ်ရက်တွေနဲ့ပတ်သက်လို့မကျင့်တတ်ဘူးလို့ခရင်သတင်းရင်းမြစ်ကပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်ကစစ်ကောင်စီကကျင်းပခဲ့တဲ့290ပြည့်ကရင်ပြည်နယ်နဲ့အခမ်းအနားမှာစောချစ်သူစောမှုသူတို့တက်ရောက်ခဲ့ပေမယ့်စောတင်ဝင်းကတော့တက်ရောက်တာမရှိခဲ့ပါဘူး။ ကေကေဘတ်မှာတရုတ်နိုင်ငံသားနေပြီးမြန်မာနိုင်ငံသားတွေပို့များကဆက်လက်မလုပ်ဆောင်ဖို့စစ်တပ်ကဖိအားပေးခဲ့တာကြောင့်အဲ့ဒီသူတွေကိုနေရက်ပြန်ခိုင်းလိုက်တယ်လို့စောတင်ဝင်းကဒေတာရင်းသတင်းဌာန KIC ကိုဖြေကြားထားတာရှိပါတယ်။စောတင်ဝင်းဟာကြားဖြတ်လုပ်ငန်းတွေဆက်ဆက်တယ်ဆိုပြီးအမေရိကန်အစိုးရနိုင်ငံသားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန OFAC ရဲ့ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းပိတ်ဆို့အရေးယူတာကိုခံထားရသူပါ။ကြားဖြတ်နေနေရတဲ့ပတ်သက်ပြီးသဘောထားမှတ်ချက်ရဖို့ BGF ဘုံမူးချုပ်စောတင်ဝင်းနဲ့ဘုံမူးကြီးနိုင်မောင်စော်တို့စီ ဖုန်းနဲ့ဆက်သွယ်ပေမယ့်အဆက်သွယ်မရခဲ့ပါဘူး။ခရင်နဲ့ကြားဆောင်တဲ့ BGF ကရွှေကုတ်ကိုမှကြားဖြတ်နိုင်နေဖို့အတွက်ဆိုပြီးဒီနေ့အစပိုင်းကအထူးအဖွဲ့တွေဖွဲ့ထားပေမယ့်ကြားဖြတ်လုပ်ငန်းတွေပပျောက်သွားတာမရှိဘူးလို့ရွှေကုတ်ကိုသတင်းရင်းမြစ်တွေကဆိုပါတယ်။ရောင်းဝယ်မျိုးတောင်ပတ်က BGF ထိန်းချုပ်ထားတဲ့မေထော်သလေးရွာအနီးကနမေဆိုးနဲ့ကြော်ကြတဲ့ KK ဘတ်ကြားဖြတ်ဝင်တဲ့ကိုပြီးခဲ့တဲ့အောက်တိုဘာလကစပြီးစစ်ကောင်စီတပ်ကစီနီယာမှာ KK ဘတ်ထဲကတရုတ်အပောက်ဝင်နိုင်ငံသားတွေနဲ့မြန်မာနိုင်ငံသားတွေဟာထွက်ပြေးခဲ့ကြပါတယ်။